ဟုတ် Francis တိတ်ဆုံးသွားတဲ့တရင်ကိုကြားသိကြလို့ပြီလို့ထင်ပါတယ်2025ခုနှစ် April လ26စနေနေ့ဒီနေ့မှာတကြွဖို့စီစဉ်ထားတဲ့အကြောင်းကြားရပါတယ်ဟုတ် Francis တိတ်ဆုံးသွားလို့ဝမ်းနည်းကိုကြွေးနေကြတဲ့ Roman Catholic မိတ်ဆွေများကိုကိုချင်းစာပါတယ်တိတ်ချင်းကလူတို့ကိုဝမ်းနည်းစေပါတယ်လူဟာတိတ်မျိုးဖြစ်တဲ့အတိုင်းကျွန်တော်တို့လည်းကိုယ့်အလှည့်ရောက်ရင်တိတ်ရမယ် လူဟာတေးသွားရင် ကောင်းကင်နိုင်ငံတော်ဒါမှမဟုတ်ငရဲပြည်ဆိုရက်နှစ်နေရာထဲကတနေရာရာကိုရောက်ရှိသွားတဲ့အကြောင်းတမန်ကျမ်းစာမှာသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုပြောပြထားပါတယ်။ကျမ်းချက်တွေကတော့လူကာအခန်း16အခန်းငယ်19ကနေပြီးတော့37မဿဲအခန်း25အခန်းငယ်34ကနေ46တေဆုံးသွားတဲ့ Pope Francis ရဲ့ဝိညာဉ်ဟာကောင်းကင်နိုင်ငံတော်ကိုရောက်မလား။ ဒါမှမဟုတ်ငရဲပြေကိုရောက်မလားဆိုတော့အင်တာဗျူးတစ်ခုကိုကျွန်တော်နားထောင်တဲ့အခါလူတချို့ကကောင်းကင်နိုင်ငံတော်ကိုရောက်မယ်လို့ဆိုကြတယ်။တချို့ကတော့ငရဲကိုရောက်မယ်လို့ဆိုကြပါတယ်။ကျွန်တော်အနေနဲ့ဘယ်လိုထင်သလဲဆိုရင်ဖုတ်ဖရန်စစ်ဟာသူမသိခင်နောင်တရရင်တော့ကောင်းကင်နိုင်ငံတော်ကိုရောက်မယ်လို့ထင်ပါတယ်။နောင်တမရရင်တော့ငရဲကြီးမဲ့သူဖြစ်တယ်လို့မြင်ပါတယ်။ဘာကြောင့်လဲဆိုရင် ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ Pope Francis ရဲ့ဟောပြောတုံတင်ချက်တွေဟာတမန်ကျမ်းစာမှာဖော်ပြထားတဲ့ယေရှုခရစ်တော်ရဲ့တုံတင်ချက်နဲ့ဆန့်ကျင်ဘက် ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တမန်ကျမ်းစာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Pope Francis ရဲ့တုံတင်ချက်တချို့ကိုကြည့်ရအောင်ပါ။ကောင်လေးတယောက်ကတိတ်ဆုံးသွားတဲ့သူ့ရဲ့ ATS ဖျားမဲ့ဖခင်ဟာ ယေရှုခရစ်တော်ကိုမယုံကြည်တဲ့သူဖြစ်တဲ့အတွက်ကောင်းကင်နိုင်ငံတော်ကိုရောက်မလားဆိုပြီးဖုပ်ဖရန်စစ်ကိုမင်းမြန်းခဲ့ပါတယ်ဖုပ်ဖရန်စစ်ကကောင်းလေးရဲ့ဖခင်ဟာဖယားမဲ့အေးသီးယပ်ဖြစ်ပေမဲ့သူ့ရဲ့ကလေးလေးယောက်ကိုနှစ်ချင်းခံခွင့်ပေးတဲ့အတွက်စိတ်ကောင်းရှိတဲ့လူကောင်းဖြစ်တယ်တဲ့ဖယားခင်ကလူကောင်းကိုပယ်မှာမဟုတ်ဘူးတဲ့ကောင်းလေးရဲ့ ATS ဖယားမဲ့ဖခင်ဟာ ကောင်းကင်နိုင်ငံတော်မှာရှိနေမှာပါလို့ Pope Francis ကအဲဒီကောင်းလေးကို ဖြေကြားခဲ့ပါတယ်။ Pope Francis ရဲ့ပြောဆိုချက်ဟာယေရှုခရစ်တော်ရဲ့တွင်တင်တော်မူချက်နဲ့စန့်ကျင်ဘက်ဖြစ်တဲ့အကြောင်းယောဟန်အခိုင်3အခန်းငယ်16မှာအခုလိုကျွန်တော်တို့တွေ့ရပါတယ်။သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူမူကား ဖယားသခင်၌တပါတီတော်သားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏ဖုတ်ဖရန်စစ်စကကောင်လေးရဲ့ atheist ဖယားမဲ့ဖခင်ဟာယေရှုခရစ်တော်ကိုမယုံကြည်တဲ့သူဖြစ်ပေမဲ့သူ့ရဲ့ကလေးတွေကိုနှစ်ချင်းခံခွင့်ပေးတဲ့အတွက် သူပြုတ်ခဲ့တဲ့အဲ့ဒီကောင်းမှုအတွက်ဖယားသခင်ကကောင်းကင်နိုင်ငံတော်ကိုဝင်ခွင့်ပေးမှာပါလို့ဆိုပါတယ် ယေရှုခရစ်တော်ကတော့သူ့ကိုမယုံကြည်သောသူမူကားဖယားတခင်၌တပါတီသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏လို့မိန့်တော်မူပါတယ်။တမန်ကျမ်းစာနဲ့စန့်ကျင်ဘက်ဖြစ်တဲ့ Pope Francis ရဲ့နောက်ထပ်သွန်သင်ချက်ကတော့ LGBTQ လိင်တူလက်ထပ်ခြင်းကိုထောက်ခံတယ် လိန်တူလက်ထက်တဲ့အစုံတွဲတွေကို ကောင်းချီးပေးရမယ်လို့ဖုတ်ဖရန်စစ်ကထုတ်ပြန်ထားပါတယ်။ဖယားတခင်ကတော့လိန်တူလက်ထက်ခြင်းကိုလုံးဝလုံးဝခွင့်မပြုဘူး။ဖယားတခင်ကယောက်ျားနဲ့မိန်းမပဲလက်ထက်ခွင့်ပြုထားတဲ့အကြောင်းကပောက်ချန်းအခိုင်နှစ်အခန်းငယ်24မှာမိန့်တော်မူပါတယ်။ ဖယားခင်ကလိန်တူဆက်ဆံခြင်းကိုယွန်ရှာမုံတီးတော်မူကြောင်းယောမအခိုင်း1အခန်းငယ်26ကနေပြတော့29မှာအခုလိုတတိပိတ်ထားပါတယ်ထို့သူပြုတ်ကြသောကြောင့်ဖယားခင်သည် သူတို့ကိုရှက်ကြောက်ပွေသောကိလေသာလက်သို့အလိုက်တော်မူ၏အဘယ်သို့နေဟုမူကားမိမတို့သည် ပကတိထုံးစံကိုစွန့်၍ပကတိနှင့်ဆန့်ကျင်ဘက်ထုံးစံကိုလိုက်ကြ၏ထို့အတူ ယောက်ျားတို့သည်လည်းမိမနှင့်ဆက်ဆံခြင်းပကတိထုံးစံကိုစွန့်၍အချင်းချင်းကိလေသာစိတ်ပူလောင်သဖြင့်ဆက်ကြောက်ပွေသောအမှုကိုယောက်ျားချင်းပြုလျက်မိမိတို့အမှားယွင်းခြင်းနှင့်အလျောက်မိမိတို့အပြစ်ဒဏ်ကိုခံရကြ၏မိမချင်းလိန်ဆက်ဆံသောသူတို့နဲ့ယောက်ျားချင်းလိန်ဆက်ဆံသောသူတို့ဟာဖယားသခင်၏နိုင်ငံတော်ကို အမွေမခံရကြလို့ ကောရင်သူဩဝါဒစာပရမဆောင်အခန်း6အခန်းငယ်9ကနေပြော့30မှာကျွန်တော်တို့ပြောပြထားပါတယ်ဖုတ်ဖရန်စစ်ကဖယားတခင်ယွန်ရှာမုံတီးတော်မူသောလိန်ဆက်ဆန်ခြင်းအမှုကိုပြုတဲ့လိန်တူလက်ထက်တဲ့ဇုံတွဲတွေကိုကောင်းချီးပေးရမယ်လို့ထုတ်ပြန်ထားပါတယ်ဖယားကနောက်ဘက်တော်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဖုတ်ဖရန်စစ်ရဲ့နောက်ထပ်တုံတင်ချက်တစ်ခုကတော့ Tutte le religioni son un camino para arribar a Dios. Because every religion is a way to arrive at God. ဘာသာတရားတိုင်းဟာဖယားသခင်ထံကိုရောက်တဲ့အလံဖြစ်တယ်လို့2024ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာစင်ကာပူနိုင်ငံမှာကျင်းပတဲ့ဘာသာပေါင်းစုံကလူငယ်ကောင်းဆောင်များနဲ့တွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။ယေရှုခရစ်တော်ကတော့ယောဟန်အခိုင်၁၄အခန်းငယ်၆မှာအခုလိုမိန့်တော်မူပါတယ် ငါဒီလန်းခေးဖြစ်၏တမတရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမေမပြုတ်လျင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရ လူစားတရားဖြင့်ကြွလာတော်မူသော သားတော်ယေရှုခရစ်တော်ကဖယားသခင်ထံကိုရောက်နိုင်တဲ့လမ်းတလမ်းပဲရှိတယ်။ဖယားခင်ထံကိုရောက်နိုင်တဲ့တခုတီးသောလမ်းဟာမိမိပင်ဖြစ်တဲ့အကြောင်းယေရှုကငါသည်လမ်းခေးဖြစ်၏၊တမန်တရားလည်းဖြစ်၏၊အသက်လည်းဖြစ်၏ ငါကိုအမေမပြုတ်လျင်အဘဲသူမြတ်ခမဲတော်ထံသို့မရောက်ရလို့မိန်တော်မူပါတယ်ဖုတ်ဖရန်စစ်ကတခင်ယေရှုခရစ်တော်ရဲ့တွင်တင်တော်မူချက်ကိုစန့်ကျင်ပြီးဘာသာတရားတိုင်းဟာဖယားတခင်ထံကို ရောက်တဲ့လမ်းဖြစ်တယ်လို့ဆိုပါတယ်စင်ကာပူနိုင်ငံမှာဖုတ်ဖရန်စစ်တွေ့ဆုံခဲ့တဲ့လူငယ်ကောင်းဆောင်တွေထဲမှာ6ဘာသာဝင်ရှိတယ်ဟိန္ဒူဘာသာဝင်ရှိတယ်မွတ်စလင်ဘာသာဝင်ရှိတယ် ခရိယန်တွေလည်းရှိတယ်ဖုတ်ဖရန်စစ်ကဘာသာတရားတိုင်းဟာဖယားသခင်ထံကိုရောက်တဲ့လမ်းဖြစ်တယ်လို့ဆိုပေမဲ့အခြားဘာသာဝင်များကဖယားခင်ထံကိုရောက်ဖို့မျှော်လင့်ကြတာမဟုတ်ဘူးဗုဒ္ဓဘာသာဝင်များကလည်းဖယားသခင်ထံကိုရောက်ဖို့မမျှော်လင့်ကြပါဘူးဗုဒ္ဓနဲ့ဗုဒ္ဓဘာသာဝင်များရဲ့နောက်ဆုံးပန်းတိုင်ဟာနာရဝနာလို့ခေါ်တဲ့နိဗ္ဗာန်ပဲ နိဗ္ဗာန်ဆိုတာစန္ဒခံစားချက်ဝေဒနာနဲ့ပြန်လည်မွေးဖွားခြင်းလုံးဝမရှိတော့တဲ့အခြေအနေကို ဆိုလိုတာဖြစ်တယ်။ Pope Francis ကဘာသာတရားတိုင်းဟာဖျားသခင်ထံကိုရောက်တဲ့လမ်းဖြစ်တယ်လို့ဆိုပေမဲ့ဖျားသခင်ဟာတရားမျှတသောဖျားသခင်ဖြစ်တော်မူသောကြောင့်သူ့ထံကို မရောက်ချင်တဲ့သူတို့ကိုအတင်းခေါ်မှာမဟုတ်ဘူး။မွတ်စလင်တွေကရော တမချန်းစာမှာဖော်ပြထားတဲ့ဖယားသခင်ထံကို ရောက်ဖို့မျှော်လင့်ကြသလားဆိုရင် မမျှော်လင့်ကြပါဘူး။သူတို့ရဲ့ဖယားအလာစီကို ရောက်ဖို့မျှော်လင့်ကြတယ်။မွတ်စလင်များရဲ့နောက်ဆုံးပန်းတိုင်ဟာဂျန္နာလို့ခေါ်တဲ့ Heaven Paradise လို့လည်းခေါ်တယ်။မွတ်စလင်များရဲ့ဖယားအလာနဲ့တမချန်းစာမှာဖော်ပြထားတဲ့ဖယားသခင်ဟာတူသလားဆိုရင်မတူဘူး။ တမချန်းစာမှာဖော်ပြထားတဲ့ယုံကြည်သူကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်သခင်ထာဝရဘုရားဟာခမဲတော်တားတော်နဲ့တန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောသုံးပါးတစုဘုရားသခင်ဖြစ်တော်မူပါတယ်။မွတ်စလင်များရဲ့ဘုရားဟာသုံးပါးတစုဘုရားသခင်မဟုတ်ဘူး။အလာဆိုတဲ့တပါတီသောပုဂ္ဂိုလ်ဖြစ်တယ်။မွတ်စလင်များရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ဂျန္နာလို့ခေါ်တဲ့ heaven ဟာ ယေရှုခရစ်တော်ကသူ့ကိုယုံကြည်သောသူတို့အတွက်ပြင်ဆင်ထားတဲ့ heaven ဆိုတဲ့ကောင်းကင်နိုင်ငံတော်နဲ့တူသလားဆိုရင်မတူပါဘူးမတူတဲ့အချက်တချို့ကိုဖော်ပြရရင်မွတ်စလင်များရဲ့ဂျန္နာလို့ခေါ်တဲ့ heaven မှာလိန်ဆက်ဆံခြင်းရှိမယ်တဲ့ယောက်ျားတစ်ယောက်မှာမိန်းမတစ်ယောက်ထက်မက ရှိမယ်တဲ့ယောက်ျားကသူ့မိန်းမများနဲ့လိန်ဆက်ဆံခြင်းကို ပြုမယ်တဲ့အဲ့ဒါ islamweb.net မှာဖော်ပြထားတဲ့အချက်ဖြစ်ပါတယ်ယေရှုခရစ်တော်ကသူ့ကိုယုံကြည်သောသူတို့အတွက်ပြင်ဆင်ထားတဲ့ heaven ဆိုတဲ့အကောင်းဝင်နိုင်ငံမှာတော့ယောက်ျားနဲ့မိန်းမလက်ထက်ချင်းထိမ်းမြားပိတ်စားခြင်းမရှိတော့ဘူးလိန်ဆက်ဆံခြင်းလည်းမရှိတော့ဘူးကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ၏လို့မဿဲအခိုင်း22အခန်းငယ်30ကနေ31မှာသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုပြောပြထားပါတယ် မွတ်စလင်များရဲ့ဂျန်နာလို့ခေါ်တဲ့ heaven ဟာယေရှုခရစ်တော်ကသူ့ကိုယုံကြည်သောသူတို့အတွက်ပြင်ဆင်ထားတဲ့ heaven နဲ့မတူပါဘူး။အဲ့ဒါတော့ Pope Francis ကဘာသာတရားတိုင်းဟာဖယားသခင်ထံကောင်းဝင်နိုင်ငံတော်ကို ရောက်တဲ့လမ်းဖြစ်တယ်လို့ပြောဆိုပေမဲ့ဖယားသခင်ဟာတရားမျှတသောဖယားသခင်ဖြစ်တော်မူသောကြောင့် သားတော်ယေရှုခရစ်တော်အားဖြင့်သူ့ထံကို မရောက်ခြင်းတဲ့သူတို့ကို အတင်းခေါ်မှာမဟုတ်ဘူး။ဖယားရဲ့နောက်ဘက်တော်တမန်ကျမ်းစာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဖုတ်ဖရန်စစ်ရဲ့သွန်သင်ချက်၃မျိုးကိုကျွန်တော်ဖော်ပြခဲ့ပါတယ်။နံပါတ်1တိတ်ဆုံးသွားတဲ့ ATS ဖယားမဲ့ဖခင်တူဦးဟာ သူ့ကလေးလေးယောက်ကိုနှစ်ချင်းခံခွင့်ပေးတဲ့အတွက်လူကောင်းဖြစ်တဲ့ လူကောင်းကိုဖျားသခင်ကပယ်မှာမဟုတ်ဘူး။ကောင်းဝင်နိုင်ငံတော်မှာ ရှိနေမယ်လို့ဖုတ်ဖရန်စစ်ကတွင်တင်ပါတယ်။နံပါတ်2ဖုတ်ဖရန်စစ်ကဖျားသခင်ယုံရှာမုန်တီးတော်မူသော လိန်တူလက်ထက်ချင်းကိုထောက်ခံတယ်။လိန်တူလက်ထက်တဲ့ဇုံတွဲတွေကိုကောင်းချီးပေးရမယ်လို့တွင်တင်တယ်။နံပါတ်3ယေရှုကငါသည်လမ်းခေးဖြစ်၏တမန်တော်လည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလျင် အဘဲသူမျှခမဲတော်ထံသို့မရောက်ရလို့တွန်းတင်တယ်။ Pope Francis ကတော့ယေရှုခရစ်တော်ရဲ့တွန်းတင်တော်မူချက်ကိုစန့်ကျင်ပြီးဘာသာတရားတိုင်းဟာဖယားသခင်ထံကို ရောက်တဲ့လမ်းဖြစ်တယ်လို့တွန်းတင်တယ်။တခင်ယေရှုခရစ်တော်ရဲ့တွန်းတင်တော်မူချက်များကိုစန့်ကျင်ပြီးမာယွန်းစွာဟောပြောတွန်းတင်ခဲ့တဲ့ Pope Francis ဟာဖယားသခင်ထံကောင်းကင်နိုင်ငံတော်ကိုရောက်မလား။သူမသိခင် တမချန်းစာနဲ့စန့်ကျင်ဘက်ဖြစ်တဲ့သူ့ရဲ့ယုံကြည်ချက်နဲ့တုံတင်ချက်တွေအတွက်နောင်တရပြီးကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့တနာချင်းကယူနာတော်ကို တောင်းလျှောက်ရင်ကောင်းကင်နိုင်ငံတော်ကိုရောက်မှာပါဒါပေမဲ့နောင်တမရရင်တော့တခရေရှုခရစ်တော်ကငါသည်အီမီတော်သူဖြစ်သည်ကိုသင်တို့သည်မယုံလေကိုအပြစ်၌တေကြလိမ့်မည်လို့မိန့်တော်မူထားတဲ့အတိုင်းအခုမာရနာနိုင်ငံမှာမိလျံဝင်နာကို ခံနေရမှာဖြစ်တယ်။ယောမအခိုင်း3အခန်းငယ်23မှာလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖျားသခင်ရှေ့တော်၌အတရေပြတ်ကြပြီလို့ပြောထားတဲ့အတိုင်းဖုတ်ဖရန်စစ်ကအပြစ်ရှိတဲ့လူသားများကိုငရဲသွားမဲ့သူအဖြစ်ကနေမကယ်တင်နိုင်ဘူး။ရိုမန်ကက်သလစ်အသင်းကလည်းအပြစ်ရှိတဲ့လူတို့ကိုငရဲသွားမဲ့သူအဖြစ်ကနေကဲတင်ခြင်းမပေးနိုင်ဘူး။ နှစ်ချင်းအသိန်းတော်များနဲ့ကြံတဲ့ Protestant အသိန်းတော်များကလည်းကဲတင်ချက်မပေးနိုင်ဘူးယေရှုခရစ်တော်တပါတီကသာကဲတင်နိုင်တယ်ဒါကြောင့်ယေရှုကငါသည်လမ်းခေးဖြစ်၏တမန်တော်လည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလျင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရလို့မိန့်တော်မူခြင်းဖြစ်ပါတယ်လဝါကတိုင်မှာအသေးခံခြင်းဖြင့် အပြစ်ရှိသောလူတို့အတွက်အပြစ်ကြွေးဆက်ပေးတော်မူသောယေရှုခရစ်တော်ရဲ့လောက်ဆောင်ပေးတဲ့အပေါ်မှာအမိပြုပြီးတေခြင်းကနေထမြောက်တော်မူသောတပါတီတော်ကယ်တင်ရှင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းဖြင့်သာ အပြစ်လွတ်ခြင်းကောင်းကင်နိုင်ငံတော်ခမဲတော်ထံကိုရောက်နိုင်တယ်။အဲ့ဒါသခင်ယေရှုခရစ်တော်ရဲ့သွန်သင်တော်မူချက်ဖြစ်ပါတယ်။ဒါကြောင့် ပညာတော်တို့ကိုချိုးဖောက်ပြီးတင်ကျိုးလွန်တဲ့အဖြစ်တွေကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေတင့်ကိုကယ်တင်ဖို့ပုပ်ယဟန်မင်းနဲ့ရိုမန်ကက်သလစ်အသင်းကို အမိမပြုတ်နဲ့အမိပြုတ်ရင်တော့ငရဲပဲဖြစ်တယ်။နှစ်ချက်အသင်းတော်နဲ့ဂျန်နဲ့ပရိုတက်စတန်အသင်းတော်များကိုလည်းအမိမပြုတ်နဲ့ကောင်းကင်နိုင်ငံတော်ကို ပို့ဆောင်နိုင်သောတပါတီတော်ကယ်တင်ရှင် လံခရီးတမာတရားနဲ့အသက်ဖြစ်တော်မူသောယေရှုခရစ်တော်ကိုသာ အမေပြုယုံကြည်ပါပြီးရင်တမာကျမ်းစာကိုသာယုံကြည်ပြော့တမာကျမ်းစာကိုသာတုံတင်တဲ့စစ်မှန်သော အသင်းတော်မှာတင်းဝင်ပါဝိညာဉ်တော်ပေးတော်မူသောစုကျေးဇူးတော်အတိုင်းအသင်းတော်မှာပါဝင်လှုပ်ဆောင်ပါလို့တိုက်တွန်းနှုတ်ဆော်အပ်ပါတယ်အားလုံးပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေ။